ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်တို့ဒါဒုတိယကြော့ပေါ့လေနော် Nation League ရဲ့ final ပေါ့ အဲဒီဒုတိယအကြော quarter final ကိုကံမှာဖြစ်ပါတယ်အဲ့တော့ပထမအကြော်တုန်းကရှုံးခဲ့တဲ့အသင်းတွေအသင်းကြီးတွေရှိတယ်ဆိုတော့ဒီနေ့မှာပြန်ခံပတ်နိုင်မလားတော့ဒါပွဲကြီးပွဲကောင်းစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အောက်မှာလည်းဒီ knock off stage ကန်နေတဲ့အုပ်စု ABC ပေါ့เนาะဆိုတော့ဒီအသင်းတွေလည်းရှိပါတယ်အဲ့တော့အဲ့ဒီအမှာကျွန်တော်ဒီနေ့ပွဲမှာဒါနှစ်စားတစ်ပွဲရှိမယ်၄သင်းပေါင်း၄သင်းပေါင်းရွေးချယ်ထားပါတယ်ကျန်တာကတော့၃ပွဲလုံးကတော့ရိုးရိုးပွဲတွေဖြစ်ပါတယ်အဲ့တော့အစောပွဲကတော့ကျွန်တော်ရွေးချယ်တဲ့နေရာမှာဂျော်ဂျီယာပွဲလေးပါတယ်ဗျနှစ်စားပွဲလေးอ่ะအဲ့တော့အဲ့ပွဲကခဏနေကန်တော့မှာဆိုတော့ နော်တော်တော်လေးတော့ကျွန်တော်တောက်လျှောက်လေးလွှတ်ပေးပါမယ်နော်အဲ့တော့နောက်အဲ36မိနစ်မိနစ်40နေတော့ကံပါပါဂျော်ဂျီယာနဲ့အာမေးနီးယားပွဲဖြစ်ပါတယ်နော်အဲ့တော့ခဏနေတော့ကျွန်တော်တို့တော်တော်လေးဆက်လိုက်ပါမယ် brother you เนาะအဲ့တော့မင်္ဂလာပါဗျအသေးလေးလက်မလေးတောင်းချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင် brother you เนาะကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ခဏနေတော့ကျွန်တော်တက်တက်လေးစအောင်မယ်เนาะအဲ့တော့ဒီနေ့ကတော့2ဆပွဲလေးတပွဲထွက်ပါတယ်ကျန်တာက3ပွဲကရိုးရိုးပွဲလေးဖြစ်ပါတယ်အဲ့ဒီ4ပွဲကိုကျွန်တော်4သင်းပေါင်းလေးတွဲထားတာဖြစ်ပါတယ်เนาะခဏနေတော့နောက်3မိနစ်လောက်နေတော့ကျွန်တော်စလိုက်အောင် brother you เนาะအဲညီကိုတွေနည်းနည်းလေးစောင့်လိုက်ပါအောင်မယ်မင်္ဂလာပါဗျ brother စောစောမင်္ဂလာပါ champion အောင်မင်္ဂလာပါကိုလီမင်္ဂလာပါအဲ soul လက်မင်္ဂလာပါ dota hero မင်္ဂလာပါ soul လက်မင်္ဂလာပါစောစောမင်္ဂလာပါအဲအောင်လေးမင်္ဂလာပါအောင်မင်းမင်္ဂလာပါ river hunter မင်္ဗျာ brother နန်းနန်းမင်္ဂလာပါ အဲကိုကြည်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါစုလက်မင်္ဂလာပါကိုကြည်မင်္ဂလာပါဗလက်ဆာမင်္ဂလာပါနန်းနန်းမင်္ဂလာပါအောင်ကိုမင်္ဂလာပါ KS Football Prediction မင်္ဂလာပါ brother A brother David 2မင်္ဂလာပါရန်လင်းအောင်မင်္ဂလာပါကျော်ဆိုးမင်္ဂလာပါ brother ဖုံးတော်ခန့်မင်္ဂလာပါဗျ brother ဇော်ဘိုမင်္ဂလာပါချိုစင်ထွန်းမင်္ဂလာပါကိုအေးထွန်းမင်္ဂလာပါဦးဖုံးမင်္ဂလာပါနော်အဲ့တော့ဒါနှစ်ဆပွဲဒီနေ့လေးထွက်ပါမယ်နော်အဲ့တော့ခဏနေလို့စတော့မှာဆိုတော့ကျွန်တော်တော်တော်လေးပဲပြောလိုက်ပါမယ်အဲ့တော့ let's go ပါအဲ့တော့ဒါ Wines ဘက်မှာဆော့ကျင်တဲ့ brother အနေနဲ့ကလည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုလို့လည်း100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါကဒီ Wines ဘက်ရဲ့ Facebook page လို့မဟုတ် customer service ဒီ application ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါအဲ့တော့ကျွန်တော်ပြောမှာကလာလာမဲ့အဲမိနစ်40မှာကံမဲ့ပွဲဖြစ်ပါတယ်အဲ့ပွဲလေးကျွန်တော်အရင်စပြောပေးပါမယ်ပြီးမှ channel တခြားအသင်းကြီးတွေဆက်ပြီးပြောပေးပါမယ်အဲ့တော့လက်ရှိကတော့ Georgia နဲ့ Armenia ပွဲပေါ့လीအဲ့တော့လက်ရှိ Armenia နဲ့ Georgia မှာ Georgia အိမ်ဝင်ဖြစ်ပါတယ်ဆိုတော့တလုံးကို30ရုံးထိပေးထားပါတယ်ဒီနှစ်သင်းကပထမအကြော့ ၃ခုပြန်တဲ့အဝေးခွင်းကနေဂျော်ဂျီယာကနိုင်ပြီးသားဖြစ်ပါတယ်အဲတုန်းကတော့ဂျော်ဂျီယာအဝေးခွင်းကနေအဲတုန်းကပေးခဲ့တဲ့ဂျီက level 50ရုံဖြစ်ပါတယ်ဒါကို Z3 ဆိုရဲရလနဲ့ကိုပြတ်နိုင်ပြီးသားပါဒါကြောင့်ဒီနေ့ပွဲမှာအမှတ်မလိုပါဘူးเนาะအဲ့တော့ဒုတိယအကြော့ဖြစ်တဲ့၃ခုပြတ်တဲ့နိုင်ပြီးသားဒါကိုတော့တလုံးကို30ရုံပေးထားတဲ့အနေထားအရဂျော်ဂျီယာဒီပွဲလဲဖုတ်မယ်ဆိုရဲအနေထားမှာရှိပါတယ်အဲ့တော့လက်ရှိလူစင်းထွက်ပါပြီအဲ့တော့အဓိကကိုသမားကလည်းလက်ရှိဗလန်စီယာကအဲခေါ်ယူထားတဲ့ အဲကိုသမားနဲ့ပဲဆက်ပြီးပို့ထောက်လာတယ်။တော့တိုက်စစ်ကလည်း Gabrielskelia ပါမယ်။နောက် Mikusena Dese ပါမယ်ဗျာ။နော်။အဲ့တော့ Lion ကတိုက်စစ်မှု George ။အဲ့တော့ဒီလိုမျိုးလူစုံတက်စုံနဲ့ထပ်ပြီးပို့ထောက်လာအနေထားမျိုးမှာ Georgia ဟာ Armenia ကိုတကယ်နိုင်ပါလိမ့်မယ်နော်။သုံးမှတ်ထပ်ပြီးဒီဘက်မှာယူနိုင်ပါလိမ့်မယ်။အဲ့တော့ပထမကျတော့၃-၉ပြန်းနဲ့9တော့က level 50ရုံပေးထားတာဖြစ်တော့ဒီနေ့ပေါ်မှာတကယ်တမ်းပေးသင့်တဲ့ကြီးဟာ ဂျော်ဂျီယာဘက်ကတလုံး90ပေါင်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခုပေးထားတဲ့တလုံး30ရှုံးဆိုတာမတရားပြင်းပါတယ်အဲ့တော့ဒီနေ့သင်းရဲ့ဟတ်တူဟတ်၄ချိန်မှာလေ၄ချိန်လုံးဂိုးပေါ်ထားတာကိုတွေ့ရတယ်အဲ့တော့ဂျော်ဂျီယာဟာနောက်ဆုံးအင်ဂွန်လက်ခံပြီးတော့ဒါကစားခဲ့တာ2020 Nation League မှာ level တရားရှုံးတဲ့အဲကြီးပြီးပြီးတော့1 2ဆိုရရလာနဲ့အာမေးနီးယားနိုင်ခဲ့တာကြောင့်ဂျော်ဂျီယာဟာတမိုင်းတစ်ချောင်းမှာအာမေးနီးယားကိုနော်ဂျော်ဂျီယာမြေမှာ မနိုင်ဘူးပါဘူး။ဒါကြောင့်လက်ရှိဒီယာဒီမှာတော်လေးချေစွမ်းတက်လာတဲ့ coverage career လို့အုပ်စုဖြစ်တဲ့ Georgia အနေနဲ့เนาะတမိုင်းတစ်လျှောက်ပြင်ဖို့အတွက်တမိုင်းပြင်ဖို့အတွက်ကတော့ Georgia ဒီနေ့ဘုံမှာတေချာပါသုံးမှတ်တော့ယူနိုင်လိမ့်မယ်ထင်ပါတယ်။အဲ့တော့လက်ရှိချေစွမ်းကကစားသမားလူစင်းအရာကိုအများကြီးတာနေတဲ့ Georgia နဲ့ပဲနေကြပါတယ်။အမှတ်လည်းမလိုပဲနဲ့တလုံး30ရှုံးကတော့30လောက်တော့ရင်းတယ်နေလို့ယူဆပါတယ်။အဲ့တော့ကိုပေါင်းကြီးကိုပြန်ကြည့်ရရင်လည်းတလုံး60ပေါင်းပေးထားတဲ့အနေအထားမျိုးမှာတေချာပါ ဂျော်ဂျီယာဘဲကိုကွဲမယ်ဆိုတော့ over 1.5ဖြစ်ဖို့ chance တော်လေးများပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အာမေးနီးယား၉ရဖို့ခက်ခဲမဲ့ပွဲလို့ယူဆတယ်ရရင်တော့မှဂျော်ဂျီယာကအနေဆုံး2ဂိုးနဲ့အသာစီးရအောင်ကံမှာဖြစ်တဲ့အတွက်ဒီပွဲလေးတော့ကျွန်တော်ဂျော်ဂျီယာဘော်ဒီပဲကြိုက်ပါတယ်တလုံး30ရှုံးက30လောက်တော့ရင်းရနိုင်ပါတယ်30မရင်းရရင်တော့တလုံးတည်ရဆိုတော့83ရာခိုင်နှုန်းကြီးနေနေပါเนาะ1300 9300ပြန်ရမယ်ဂျော်ဂျီယာတလုံး3 အဲတလုံးတည်ကြီးနဲ့နေတော့အရှုံးရှိမယ်မထင်ပါဘူးเนาะဒီဘက်ရကျွန်တော်ဒီနေ့နှစ်ဆပွဲအဖြစ်ကျွန်တော်ဂျော်ဂျီယာပေါ်ရီလေးရွေးချယ်ထားပါတယ်။โอเคအဲ့တော့ဂျော်ဂျီယာကိုပြန်ကြည့်ရရင်လည်းလက်ရှိ current form အရအင်ကွန်းတော်တော်လေးကောင်းတဲ့အသင်းထဲမှာပါတယ်။ကောင်းတာတော့မကဘူးဟိုကြေးအောင်ဆုံးအသင်းထဲမှာပါရယ်။ကြေးအောင်မှာကန်တဲ့အသင်းထဲမှာပါပါတယ်။အဲ့တော့နောက်ဆုံးခွနှစ်ပွဲမှာ6ပွဲတိတိကြေးအောင်ထားပါတယ်ဂျော်ဂျီယာအင်ကွန်းရပါတော့။အဲ့တော့တစ်ပတ်ကအာမနီယာဘီလီဗီယာကိုပြန်မို့တဲ့နောက်ဆုံး6ပွဲမှာ5ပွဲတိတိကြေးကြတာတယ်။လက်ဗီယာဆိုတဲ့အသင်းကိုပဲသူတို့အနိုင်ရပြီးတော့ကြေးအောင်ထားခြင်းဖြစ်ပါတယ်။အဲ့တော့ ်အာမေးနီးယားကတော့အဝေးဝင်းတော်တော်လေးအဲအားနေတဲ့အသင်းထဲမှာပါတယ်ဗျာအဲ့တော့လက်ရှိအနေအထားအရနောက်ဆုံးပွဲကလက်ဗီယာလိုအသင်းကိုနိုင်တာဖာရိုအိုင်ယာလန်အသင်းကိုတည်ရကြတာဂျန်နေပွဲအားလုံးအလဲလက်အသင်းကိုသူထက်အဲသူမသားကိုမသားအသင်းနေလေအကုန်လုံးရှုံးထားတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဒီပွဲလို့ကျွန်တော်ဂျော်ဂျီယာပဲရွေးချယ်ရခြင်းဖြစ်ပါတယ်အဲ့တော့ဂျော်ဂျီယာဘော်ဒီဘာโอเคအဲ့တော့တလက်စာကျွန်တော်ဒီတလက်စာတဲ့ဒီ group C ကပွဲထဲမှာကြိုက်တာကတော့ဒီဘူဂေးရီးယားပွဲ လေးတော့မဆိုးဘူးပေါ့နော်အဲ့တော့လက်ရှိကတော့ Ireland အသင်းကပဲတလုံး30ပေါင်ပေးထားပြီးတော့နှလုံး20ချုံဆိုတဲ့ကိုပေါင်းကြီးနဲ့ပြန်ပိတ်ထားပါတယ်အဲ့တော့ပထမကြော်တော့က Ireland အသင်းကဝေးဝန်းကနေလေပဲ50ချုံပေးပြီးတော့1 2ဆိုတဲ့ရက်လက်နဲ့ပွဲပြီးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ပြီးသားဖြစ်ပါတယ်ဒီနေ့ဘက်မှာ Ireland အမှတ်မလိုပါဘူးပထမကြောင်းမှာ level 50ပေးခဲ့တာကြောင့်ဒီနေ့ပွဲမှာတလုံး50ပေါင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ခြေထက်နင်းလေးပို့ထားတယ်ဆိုတော့မတ်မလိုဝဲတောင်တလုံး30ပေါင်ပေးထားတဲ့အနေအထားမျိုးမှာဒီနေ့ပွဲကဘူဂေးရီးယားပြန်ခန့်ဖို့ ကံပြန်ခမ်းမမဲ့အနေထားဘလို့မှမရှိနိုင်ဘူးနောက်တစ်ချက်ကအိုင်ယာလန်ဟာအိမ်ခွန်းမှာ၄ချိန်တီတီဘူဂေရီးယားတင်ကိုအဲ့ခံပို့တယ်တစ်ချိန်မဲ့ကြီးအောင်နဲ့3-1နဲ့ဂျန်နဲ့3ချိန်5အောင်နဲ့တေးပွဲ3ပွဲဖြစ်ထားပါတယ်အဲ့တော့နောက်ဆုံးတွေ့ခဲ့တာ2020တုန်းက level တရားရှုံးကြီးမှာဈေးဈေးဖြစ်ထားခြင်းဖြစ်ပါတယ်အဲ့တော့အိုင်ယာလန်ဟာအမှတ်လဲမလိုဘူးအိမ်ခွန်းဆိုရင်အမြဲတမ်းခံစားအသားပေးပြီးဆော့ပါတယ်အိုင်ယာလန်အိမ်ခွန်း၈ပွဲမှာ9ပွဲတီတီနောက်ဆုံးဒါ5အောင်ထားခြင်းဖြစ်ပါတယ်နော်အဲ့တော့တစ်ဖက်ကဘူဂေရီးယားကလည်းလက်ရှိအိမ်ခွန်းမှာတော့မှာ အသာစီးများခဲ့တဲ့အနေအထားမျိုးမှာအဝေးဝန်းကိုရဖို့ဆိုတာเนาะဒီလိုမျိုးတစ်ဖက်ကကန်ဆယ်အသားပေးဆော့တဲ့အိုင်ယာလန်အင်္ဂုတ်မှာကိုရဖို့ဆိုတာနည်းနည်းလေးခက်ခဲနိုင်ပါတယ်။နောက်ဘူဂေးရီးယားလက်ရှိအဝေးဝန်း၅ပွဲကိုကြည့်ရရင်၄ပွဲဟာကိုအောင်ထားခြင်းဖြစ်ပါတယ်။တပွဲပဲပေါ်ပါတယ်။ဒါကြောင့်လက်ရှိအနေအထားရရွေးမယ်ဆိုရင်တော့ဒီပွဲက B4 G out ပဲယူရမယ်အနေအထားပါ။ဆိုတော့ဒီပွဲကအိုင်ယာလန်ပေါ်မှာပဲမူတည်ပါတယ်။ line up အဓိကလူစင်းနေနဲ့ပွဲထွက်လာမယ်ဆိုရင်တော့ သူတို့နိုင်အောင်ကံပါလိမ့်မယ်နိုင်အောင်ကံမကံကသူတို့နီးပြားနဲ့သူတို့အဖွဲပဲတီးပါလိမ့်မယ်အဲ့တော့လက်ရှိနေသားရပထမကြောင့်မှအမှတ်မလိုတာဖြစ်တဲ့အတွက်နှလုံး20ရုံးဆိုတဲ့ဂိုးပေါင်းကြီးအရာတွင်းရင်တော့မှအိုင်လန်နှလုံးထက်မကြော်ဘူးလို့ပဲကျွန်တော်တို့ယူဆလိုက်ပါတယ်အဲ့တော့ဒီပွဲလေကျွန်တော်ဂိုးအောက်လေးပါပါလေးပဲကြိုက်ပါတယ်โอเคဒါကကျွန်တော်တို့ group C ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါ group A လေးဆက်ပြီးသွားပါမယ် group A ထဲမှာတော့အဓိကအကြိုက်ဆုံးကတော့စပိန်ပဲဗျာ စပိန်လက်ရှိလူစင်းကောခြေစွမ်းကောဒီနေ့ဘွဲမှာအိမ်ခွင်းမှာပြန်ခမ်းမနိုင်မယ်လို့ယုံကြည်ပါတယ်ပြီးခဲ့တဲ့ဘွဲမှာတော့သူတို့ဒါ level 30လောက်ပြန်ပေးလိုက်ရတယ်တူတူဆိုရရက်လက်နဲ့ပွဲပြီးသွားတယ်အဲ့တော့ဒီနေ့ဘွဲမှာတကယ်တမ်းပေးတဲ့ကြီးကတော့တလုံး90ပေါ့စပိန်ဘက်ကပေးရမှာပါအခုတလုံး40ဆိုတော့ပေးတဲ့ကြီးပဲပေးထားတယ်ဒါကမှတုံးလုံးကို30ပေါင်းဆိုတဲ့ခေါင်းကြီးနဲ့ပြန်ပြီးတော့ကားထားခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်းရဲ့ head to head အရာနောက်ဆုံး9ပွဲဆက်ကြီးကြထားတဲ့အချက်ကြောင့်လည်းဒီနေ့ဘွဲမှာစပိန်ကြီးအောင်လာနိုင်ပါတယ်အဲ့တော့ဒီနှစ်သင်းက လက်ရှိအနေအထားအရကတော့စပိန်ကပို့ပြီးတော့ခြေစွမ်းတည်ငြိမ်နေလို့ပြောလို့ရတယ်ရှုံးပွဲမရှိခဲ့တာ2024 3လပိုင်းနောက်ဆုံးရှုံးပွဲပါအဲ့နောက်ပိုင်းတောက်လျှောက်ပြိုင်ပွဲဆုံးရှုံးပွဲလုံးဝမရှိခဲ့ပါဘူးအဲ့တော့နောက်ဆုံးအိမ်ဝင်ကတော့ဆွစ်ဇာလန်အသင်းကို3-2နဲ့နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့ကြီးတော့ကျခဲ့တယ်ပေါ့လေအဲ့တော့တစ်ဖက်ကအသင်းပြန်ကြည့်ရရင်네덜란드အသင်းပါ네덜란드အသင်းကအသေးပွဲအရန်များပါတယ်ဆိုတော့လက်ရှိဒီပိုင်းတို့အုပ်စုဟာတိုက်စစ်ကောင်းတော့ခန်းစစ်ကတောက်လျှောက်ပေါက်နေတဲ့အသင်းမျိုးဖြစ်ပါတယ်အဲ့တော့အနီးကတကက်နဲ့ပွဲပယ်ထားတယ်အဲ့တော့ဟို네덜란드ရဲ့နောက်ဆုံးအဝေးခွင့်၅ပွဲကြည့်ရင်2ပွဲတောင်ရှုံးထားတယ်2ပွဲတည်နေတဲ့ဒီ Gibraltar ဆိုတဲ့အ သင်းမျိုးကိုပဲနိုင်လာခြင်းဖြစ်ပါတယ်ဂျာမနီကိုနှစ်ကြော်လုံးရှုံးထားပါတယ်ဂျာမနီပြီးခဲ့တဲ့ကြီးကတလုံး90ပေါင်းဖြစ်ပါတယ်ဘလို့မှနယ်သာလန်စပိန်အိမ်ကွင်းမှာနိုင်မယ်လို့ကျွန်တော်မယူဆဘူးဆိုတော့တလုံး30ပေါင်းတလုံး40ပေါင်းဆိုတဲ့အနေထားကြောင့်စပိန်မဲနေရမှာဖြစ်ပါတယ်เนาะအဲ့တော့နှလုံးပြတ်ဖို့တော့ရာခိုင်နှုန်းနည်းလေးနည်းဒါပေမဲ့ပထမကြော်မှာ level 30ပေးခဲ့တာကြောင့်ဒီနေ့ပေါ်မှာတကယ်တမ်းပေးတဲ့ကြီးကလေတလုံး90ပေါင်းဖြစ်တာကြောင့်တုံ့မှတ်တော့ဒီပွဲကမိနစ်90တွင်းတော့ပြတ်မယ်လို့တော့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီပွဲလေးကကျွန်တော်စပိန်မဲကြိုက်ပါတယ်เนาะစပိန် body ဖြစ်ပါတယ်စပိန် body ပါโอเคအဲ့တော့နောက်တစ်ပွဲက အဲနည်းနည်းလေးတန်လျာဖြစ်တာကတော့ဒီဒီဂျာမနီဘွဲပေါ့နော်ဂျာမနီနဲ့အီတလီမှာလက်ရှိအမှန်တိုင်းပြောရရင်အီတလီရဲ့တိုက်စစ်ကတော်တော်လေးဒဏ်ရာရတာများရီဒီကဝိုင်းတို့အုပ်စုမပါဘူးဗျာအဲ့တော့လက်ရှိဟိုပေးတဲ့ဂျီအရာကတော့ဒါတလုံး60ပေါင်းတလုံး60ပေါင်းဖြစ်တဲ့အတွက်ပထမအကြော့မှာအဝေးဝင်းကနေဂျာမနီကဒဲဂျီဘီဘီ1 2နဲ့ပွဲပြီးထားတယ်ဆိုတော့ပထမအကြော့မှာဂျာမနီကနိုင်ပြီးသားဖြစ်တဲ့တော့ဒုတိယအကြော့မှာနိုင်စရာတော့မလိုဘူးဗျအီတလီကပိုးပြီးရမှတ်လုံနေတဲ့အနေဒါကို လေဗယ်တရာချုံကြီးဝင်ရုံးမှာထပ်ပြီးပေးထားတယ်ဆိုတော့ဂျာမနီပဲစဉ်းစားရမယ်အနေထားပေါ့နော်ဆိုတော့တခုရှိတာပြီးခဲ့တဲ့နောက်ဆုံးဒီ Nation League နောက်ဆုံး2022တုန်းကပေးခဲ့တဲ့ကြီးကတော့လုံး90ပေါင်း5ကို2ကိုနဲ့အထီတောင်အီတလီကိုအနိုင်ရခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဂျာမနီကိုကြည့်ရရင်လက်ရှိအနေထားရကာရာဖောင်နန်ဂျစ်မန်လက်ထက်တော်တော်လေးအဆင်ပြေတယ်ရှုံးမဲမရှိတာဘူးတောက်လျှောက်တိုက်စစ်ကအဆင်ပြေတယ်အိမ်ဝင်းပို့ပြီးကောင်းပါတယ်เนาะဂျာမနီကအဲ့တော့တစ်ဖက်ကအီတလီဟာ ပြင်သစ်ကိုနောက်ဆုံးရှုံးထားတယ်เนาะပထမချက်မှာတော့ဂျာမနီကိုရှုံးထားတယ်အဲ့ရှိမှာပြင်သစ်ကိုရှုံးထားတယ်ဆိုတော့အဝေးကွင်းလဲအီတလီကလက်ရှိလူစင်းနဲ့ဘာမှတော့လုတ်ပြနိုင်မယ်မထင်ဘူးဗျအင်္ဂလန်အိမ်ကွင်းမှာတော့3-1နဲ့ရှုံးခဲ့တဲ့အနေအထားမျိုးမှာဟိုနေဂျက်စမန်ရဲ့ဂျာမနီနဲ့ပဲနေရမယ့်အနေအထားမျိုးဖြစ်ပါတယ်เนาะဒါကြောင့်ဒီပွဲလေးကကျွန်တော်ဂျာမနီပဲကြိုက်ပါတယ်ဂျာမနီဘော်ဒီပါအဲ့တော့နောက်တစ်ပွဲက ပေါ်တူဂီနဲ့ဒိမ်းမှာပေါ့နော်ဒီမှာပေါ်တူဂီအသင်းကတလုံးတည်ရကိုကျွန်တော်အသုံးလုံး90ပေါင်နဲ့ပြန်ကားထားတယ်ပထမအကြော့ဒိမ်းမှာအင်္ဂါမှာပေါ်တူဂီက level 50ပေးပြီးတော့1-0နဲ့ရှုံးနိုင်ခဲ့ပါတယ်အဲ့တော့ခရစ်စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့အုပ်စုကလက်ရှိဒီနေ့ပွဲမှာအင်္ဂွင်းမှာပြန်ခန့်ပတ်နိုင်မှာမလားပေါ့ပထမအကြော့တုန်းက level 50ပေးခဲ့တာကြောင့်ဒီနေ့ပွဲမှာတလုံး90ပေါင်ပေါ်တူဂီဘက်ကပေးရမှာအဲ့တော့အခုပေးထားတဲ့ဂျေတလုံးတည်ရဒါဂျေးပေးပုံအရာကတော့မှန်ပါတယ်ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲကြည်ရတဲ့လောက်ကပေါ်တူဂီမှာဘာကစားကွက်မှမရှိနေဘူးအဆင်မပြေဘူးနားလည်မှုတွေလွဲတယ်အဲ့တော့အဆင်မပြေနေဘူးပေါ့လေအဲ့တော့ဒိမတ်ဟာခန်းစစ်ပိုင်းလုံတယ်လို့တော့ပြောလို့ရတယ်အန်တာတွေကန်ပြီးတော့အဲအဓိကခန်းစစ်အားပြုပြီးကန်တဲ့အသင်းထဲမှာတော့ပါတယ်ပေါ့လေအဲ့တော့လက်ရှိနောက်ဆုံးအဝေးဝင်း၅ပွဲမှာလေ၄ပွဲ၉အောက်ထားပါတယ်အဲ့တော့အဝေးဝင်း၅ပွဲနောက်ဆုံးပြန်ကြည့်ရရင်လေတပွဲမှာနိုင်ထားခြင်းမရှိဘူးအဲ့တော့ပေါ်တူဂီအင်ကွန်းမှာဒိမတ်က မနိုင်မှာတိတဲ့အတွက်တေချာပေါက်ခန်းစက်အသားပြီးပြီပဲဆော့လာအောင်ပါပဲဒါကြောင့်အတော်လုံး90ပေါင်ကာထားခြင်းလို့တော့ယူဆတယ်တလုံးတရေဆိုတဲ့ J ရအမှန်တိုင်းပြောရရင်တော့ပေါ်တူဂီအနေနဲ့ဒီလိုမျိုးပထမကျော့တကူပြန်းနဲ့ရှုံးခဲ့တဲ့အနေအထားမျိုးမှာဘလို့ဖြစ်ဖြစ်ပေါ်တူဂီကဒီဘက်မှာမိနစ်90ရင်းကိုနိုင်ရမှာဒိမ့်မှတ်ကိုဒါကြောင့်တလုံးတရေဆိုတဲ့အနေအထားအရပေးတင်တော့ကြီးဆိုပေမဲ့ အနည်းဆုံးတော့တစ်လုံး20ရုံး30ရုံလောက်တော့အကယ်၍နှစ်ခိုးပြန်နဲ့နိုင်မယ်ဆိုရင်တော့ဒီလောက်လောက်တော့ဖွင့်သင့်တယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့ပေါ်တူဂီယာအိမ်ခွင့်အရန်ကောင်းတဲ့အသင်းမျိုးဖြစ်ပါတယ်ဒါပေမဲ့ခန်းစစ်ကတော့တောက်လျှောက်တော့ပေးနေရတယ်ပေါ့လေအဲ့တော့နည်းနည်းလေးတော့ risk တော့များတယ်ကြာဒီပွဲလေးတော့ဟိုဇုံအောင်လေးတော့ကြိုက်တယ်ဒါပေမဲ့ရှောင်းသင့်တဲ့နေရာမှာပါတယ် ဖြစ်တဲ့အတွက်ကျွန်တော်ယူဆတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ရှောင်ဝါချင်းဖြစ်ပါတယ်ဒီပွဲလိုပဲနောက်တစ်ပွဲရှိပါတယ်အဲ့ဒါကတော့ Belgium နဲ့ကျွန်တော်ဒီ Ukraine နဲ့ပွဲဖြစ်ပါတယ်အဲ့တော့ဂျေးလဲနည်းနည်းလေးဆင်နေပါတော့တလုံးတရိုးပဲ3လုံး80ပေါင်းနဲ့ကားထားပါတယ်ဆိုတော့ဒီဒီပွဲနဲ့ထုံနီးလကောင်းပဲ Belgium လက်ရှိနီးပြအဲ Gazia နဲ့အဆင်မပြေဘူးပထမအကြော်မှာ Ukraine ဒီဂျာကွင်းမှာကန်တာ Spain ကွင်းမှာကန်တာ3-1နဲ့ပွဲပြီးသွားတယ်အဲတုန်းကပေးခဲ့တဲ့ဂျေးက Belgium ဂျာဝင်းအနေနဲ့ level တရားရှုံးပေးပါတယ်3-1နဲ့ပွဲပြီးပါတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ဂျီကတော့ဒါတလုံးတည်ပေးရမှာဖြစ်တယ်အဲ့တော့ပေးတဲ့ဂျီပေးထားတယ်ပထမအကြော့မှာ နှစ်ကိုးပြန်နဲ့ရှုံးထားတာဖြစ်တဲ့အတွက်သုံးကိုးတကိုးဆိုနှစ်ကိုးပြန်နဲ့ရှုံးထားတာဖြစ်တဲ့အတွက်ဒီဘက်မှာမိနစ်90ရင်းအ ਨੇ ဆုံးနှစ်ကိုးပြတ်မှသာအချိန်ပိုသောမဟုတ်ဒီပနတီရောက်မှာဖြစ်ပါတယ်ဒါကိုတလုံးတည်ပဲပေးတယ်ဆိုတော့ကပေါ်တူဂီပွဲထက်တောင်မှပို့ပြီးတော့ဘယ်လ်ဂျီယံကကြီးပျော်လွန်နေပါတယ်နော်တစ်ဖက်ကပြန်စင်းစားရင်လည်းသုံးလုံး80ပေါင်းဆိုတဲ့ဝင်ရိုးကြောင့်လည်းဘယ်လ်ဂျီယံရက်လက်ကောင်းဖို့တော့တိတ်မမြင်ဘူးဗျဘယ်လ်ဂျီယံဟာနောက်ဆုံး6ပွဲဆက်ကိုနိုင်ပွဲပျောက်ထားတဲ့အတင်းမျိုးဖြစ်ပါတယ်အဲဒီမှာယူကရိန်းကိုရှုံးတယ်အစ္စရေးကိုရှုံးတယ်ဗျာ အီတလီကိုရှုံးတယ်ပြင်သစ်ကိုရှုံးတယ်ဆိုတော့ဒီပွဲမှာဒီလိုခြေမျိုးဟာကျွန်တော်ကတော့ယူကရိန်းပဲကြိုက်တယ်နိုင်ငံတော်မှာကိုပြတ်နိုင်မယ်လို့တော့မယူဆဘူးယူကရိန်းကလည်းရှီကာရဖောင်အကောင်းဆုံးအနေထားမှာရှိပါတယ်ပြိုင်ပွဲဆုံးအဲကန်ဆယ်လဲအဆင်ပြေတယ်ဆိုတော့ကန်ဆယ်ပေးရတယ်ဆိုရင်တော့တိုက်ဆက်ကပြန်လိုက်နိုင်တဲ့အနေထားလေးရှိတာကြောင့်เนาะဂျာကွင်းအများစုကျင်သားရနေတယ်ယူကရိန်းဟာဘယ်လ်ဂျီယံအိမ်ကွင်းမှာတော့အရန်ကြီးခက်ခဲမယ်လို့တော့မထင်ဘူးအဲ့တော့လက်ရှိဒီဘရိုင်းတို့လည်းเนาะမန်စီးတီးမှာခြေစွမ်းကြနေတဲ့အနေထားမျိုးမှာအဲ့လောက်ကြီးတော့ ဘယ်လ်ဂျီယံပြန်လာနိုင်မယ်မထင်ဘူးပြကျွန်တော်ယူကရိန်းမဲ့ကြိုက်ပါတယ်နော်ယူကရိန်းဘော်ဒီပါဟိုကျန်တာကကျွန်တော်ဘာရွေးထားသေးလဲဆိုတော့ဘာကြိုက်လဲဆိုတော့ပြင်သစ်နဲ့ခရိုအေးရှားကတော့ဘလိုထင်လဲ brother တို့ပြင်သစ်ကတလုံး90ရှုံးရတော့လေမိနစ်90တွင်ကတော့တေချာပေါက်နိုင်နေပြဒါပေမဲ့1စီးနဲ့နော်1စီးသမို့2 1အဲ့လိုမျိုးနဲ့တကူအตาလေးနဲ့ပဲပွဲပြီးသွားမှာပဲနည်းနည်းလန့်တာပေါ့လေခရိုအေးရှားဟာလက်ရှိ Nation League မှာ ရန်နာအပ်လားဖလားလားမသိဘူးကြားထားတဲ့အသင်းပေါ့နော်အဲ့တော့ပထမအကြော်တုန်းကပြင်သစ်က2ကိုးပြန်နေတောင်ရှုံးခဲ့တာဖြစ်ပါတယ်အဲ့တော့ပြင်သစ်ကပထမအကြော်မှာ level တရားပေးပြီးတော့2စီးနဲ့ရှုံးခဲ့တဲ့အနေအထားမျိုးမှာဒီနေ့မှာတကယ်တမ်းပေးတဲ့နေကြီးကတလုံး90ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့တော့တလုံး90ပေါင်းစာတလုံး90ရှုံးဆိုကြတဲ့ကတေချာမင်းနဲ့90တော့မှာ1စီးကတော့ outfit ပြတ်ပါတယ်ဒါပေမဲ့နှလုံးပြတ်အောင်ပြင်သစ်ကန်နိုင်ပါမလားပေါ့လေပြန်ကြည့်တော့လူစင်းကဒမ်ဘလီရှိတယ်ဗျာနော်အမ်ဘာဘီရှိတယ်အဲ့တော့ဒမ်ဘလီကတော့ဒီနေ့ဘောမှာ အိမ်ကွင်းအားကိုးနဲ့လက်စွမ်းတော့ပြမှာပဲအဲ့တော့တစ်ဖက်ကခရိုအေးရှားဟာအဝေးကွင်းအားနေတော့အသင်းဖြစ်ပါတယ်เนาะနောက်ဆုံးအဝေးကွင်းအားပွဲမှာနောက်ဆုံးပွဲကစကော့တလန်လိုအသင်းကိုတောင်1-0နဲ့ရှုံးထားပါတယ်။ပေါ်တူဂီအိမ်ကွင်းမှာ2-1နဲ့ရှုံးထားတဲ့အတွက်တေချာပေါ့ ပြင်သစ်ကတော့1စီးသေးကြတယ်ဒါပေမဲ့ကျွန်တော်ကြောက်တာက3လုံး80ပေါင်းဝင်ရုံနဲ့ပိတ်ထားတဲ့အတွက်နှစ်ကိုးပြတ်ဖို့တော့နည်းနည်းလေးခဲရင်နိုင်တယ်နော်2စီးတစ်ပေါက်ဝင်ဖို့ဆိုတာတော်တော်လေးခဲရင်တဲ့အနေအထားကြောင့်နေမယ်ဆိုရင်တော့အဲတလုံးသေးကြီးနဲ့နေမှသာအဆင်ပြေမယ်လို့တော့ယူဆပါတယ်အဲတော့တလုံးသေးရောအခု68ရာခိုင်နော်1000လောက်6900ပြန်ရမယ်အဲပြင်သစ် body တလုံးတည်နေပဲရင်းနေတဲ့နယ်လို့တော့ကျွန်တော်ယူဆပါတယ်เนาะမြန်မာကြီးနဲ့တော့ကျွန်တော်မကြိုက်ဘူးရှောင်းထားခြင်းဖြစ်ပါတယ် okay အဲ့ဒါဆိုတော့ကျွန်တော်တို့ဒါ group A ပြီး group B မှာ ဲ group B လည်းပြီးသွားပြီเนาะ group B မှာ Serbia နဲ့ Austria ပွဲလည်းထိုးနီးလကောင်းပဲပေါ့เนาะ Austria ကပြီးခဲ့တဲ့ပွဲမှာ Rennick အိမ်ခွင်းမှာဒါတလုံး50ပေါင်ပေးပြီး1-1နဲ့ပဲသူတို့ဂျင်းတ်ခဲ့ရတယ်ဆိုတော့ဒီနေ့ဘက်မှာကြည့်ရတော့မှန်တယ်။ Austria ဘက်ကပဲအဝေးဝန်းနေလေပဲ30ပြန်ပေးထားပြီးတော့နှလုံး60ရှုံးနဲ့ပြန်ကာထားတယ်ပေါ့လေ။အဲ့တော့ Mitrovic မရှိတော့တဲ့ဒီ Serbia အနေနဲ့ကဒီ Vlahovic တို့အုပ်စုက ကိုးအောက်တွေကြီးပဲတောက်လျှောက်ဖြစ်နေတယ်ဗျာနော်တောက်လျှောက်ကြီးကိုနောက်ဆုံးပြောင်းသွားတော့ကိုးပွဲမှာရှစ်ပွဲဟာကိုးအောက်တွေဖြစ်နေနောက်တေးပွဲတွေများနေတယ်နိုင်ပွဲဆိုလို့ဒီဆွစ်ဇာလန်နဲ့တပွဲပဲရှိတယ်ဂျန်တဲ့ပွဲအားလုံးကတေးပွဲတွေဖြစ်နေတယ်အနေထားမှာဆာဗီယာတိုက်စစ်ကအဲ့လောက်ကြီးအကူနဲ့အနေထားမှာမရှိဘူးတပတ်ကဩစတြီးယားကတော့ရန်နစ်ကင်နာဖြစ်တဲ့အတွက်အဝေးကွန်းတောက်လျှောက်နောက်ဆုံး9ပွဲမှာ6ပွဲကိုးအောက်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပွဲမှာလည်းနှလုံး60ရှုံးဆိုတဲ့အနေထားအကြောင်းကျွန်တော်ဒီပွဲလေးတော့ကိုးအောက်ပဲကြိုက်တယ်ဗျဘော်ဒီကတော့အန်ရည်များလုံးပါတယ်နော်ဆာဗီယာအခက်မသိရင်ပန်နတီပါညာနဲ့တတ်တိုက်ရင်တကောင်း တက်သွားနိုင်တယ်ပေါ့လေဒါပေမဲ့ဒီလိုမျိုးအနေထားရတာဆိုတော့ဒီလိုတော့ဟိုဂိုးအောင်ပဲရင်းနှီးသင့်တယ်လို့ယူဆပါတယ်နော်โอเคကဲဒါဆိုတော့ကျွန်တော်တို့ရွေးချယ်မှုလေးတွေပြောပြပါမယ်ဘရာဒါတွေနော်အဲ့တော့အသေးလေးလက်မလေးတော့ကျွန်တော် ကူညီပြီးတော့နှိပ်ပေးကြပါမှာ brother တို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒီနေ့ကျွန်တော်တို့23ရက်3လ2025မှာကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ပွဲနှစ်စာပွဲကတော့ခဏနေကန်တော့မှာပါ Georgia Body ဖြစ်ပါတယ်เนาะဒါကဒီနေ့နှစ်စာပွဲဖြစ်ပါတယ်အဲ့တော့ဂျန်တဲ့3ပွဲရိုးရိုးပွဲကတော့ကျွန်တော် Germany Body ပါတယ် Spain Body ပါတယ် Bulgaria Goal ပါတယ်ဒါကတော့ဒီနေ့ရွေးချယ်ထားတဲ့တကြောင်တဲ့ပွဲ၄ပွဲဖြစ်ပါတယ်အဲ့၄ပွဲကိုတွဲလိုက်ရင်မောင်းတွဲလိုက်ရင်တော့ဒီနေ့၄သင်းမောင်းလေးရမှာဖြစ်ပါတယ်အဲ့တော့၄သင်းမောင်းထဲမှာကျွန်တော်တို့ဒီနေ့ ဂျော်ဂျီယာဘော်ဒီဂျာမနီဘော်ဒီစပိန်ဘော်ဒီဘူဂေးရီးယား၉ောက်ဒီ၄သင်းကတော့ကျွန်တော်ဒီနေ့23ရက်ရဲ့ဒါ၄သင်းပေါင်းလေးဖြစ်ပါတယ်အားလုံးပေါင်းနော်အာလေးလေးပွဲပေါ့နော်အကြိုက်တာကတော့လေးပွဲပါကျန်တာတွေကတော့ဘရာသာလို့ဆော့ကျင်လဲဆော့တွဲကျင်လဲတွဲပေါ့နော်ကျွန်တော်အရန်ကြီးမကြိုက်တဲ့အတွက်ကျွန်တော်ပယ်ထားခြင်းဖြစ်ပါတယ်โอเคအားလုံးပဲ good luck ပါဘရာသာတို့ကြီးနော်အဲ့တော့ဘယ်ပွဲလေးတွေဘရာသာတို့ကြိုက်ကြလဲဗျာနော်လောက်ကြပါအောင်ဘယ်ပွဲလေးပြောပေးရအောင်မလဲဗောလေအကုန်အကုန်အစုံတော့ကျွန်တော်ပြောလိုက်ပါတယ်နော် group C မှာကအဲ Slovenia နဲ့ Slovakia ကလည်းပထမအကြောကလိုပဲဂိုးနဲ့တေးရလနဲ့ပဲ ဒီဒုတိယအကြော့မှာလဲပွဲပြီးသွားမယ်လို့တော့ယူဆတယ်ဘာလို့ဆိုစလိုဗက်ကီးယားရောဗီနီယာကောကကန်နက်ဆိုင်ပလေးဆိုင်နဲ့တူတယ်ခန်ဆယ်အားပြုပြီးဆော့တဲ့အနေထားမှာလဲရှိတယ်နှလုံးသေးရေဂိုးပေါင်းကြီးနဲ့ကာထားချင်းဖြစ်တဲ့အတွက်လဲအရန်ကြီးဒီနေ့ပေါ်မှာဖွင့်ဆော့မယ်အနေထားမှာမရှိဘူးပထမအကြော့ဒီဆလိုဗက်ကီးယားအိမ်ဝင်းမှာလဲလေဗယ်တရာရှုံးကြီးကိုကျွန်တော်တို့ဒါစီးစီးနဲ့ပွဲပြီးခဲ့တာဗျာအဲ့တော့ဒီနေ့ပေါ်မှာတကယ်တမ်းပေးရမယ်ကြည်ရလဲဒဲကြီးပဲမှန်တယ်ပေးတဲ့နယ်ကြီးပဲပေးထားတယ်ဒါပေမဲ့ဆလိုဗီနီယာဘက်ကလဲပဲပြားနာဆယ်လောက်ပေါက်တာကြောင့်ဗက်ကီးယားအနေနဲ့ အဲထွက်သွားမယ်အနေထားလေးဖြစ်နိုင်တယ်ဒါပေမဲ့ Slovenia အိမ်ကွင်းတမန်လျှောက်၄ချိန်အခံဘူးတယ် Slovenia ကပဲတစ်ချိန်နိုင်တယ်နှစ်ချိန်ကတည်ရလာထွက်ပေါ်ထားတာကြောင့် Vagia ဟာ Vinia အိမ်ကွင်းမှာ အရန်ကြီးလွှမ်းမိုးနိုင်ခဲ့ခြင်းမရှိပါဘူးအဲ့တော့နောက်ဆုံးပေးတဲ့ကြီက2021မှာ level တရာချုံး Slovenia ပေးတာကြောင့်အခုပေးတဲ့ကြီးကအနှဲငယ်လေးပျော့တယ်လို့တော့ယူဆလို့ရတယ်ဒါပေမဲ့ဒဲကြီးနှစ်ချိန်လုံးအောင်ထားတာကြောင့်ဒီပွဲစဉ်းစားမယ်ဆိုရင်တော့ Slovenia 1x double chance နဲ့ကပိုပြီးအဆင်ပြေမယ်ထင်ပါတယ်နော်အဲ့တော့ Venia ဟာလက်ရှိ Gara Found တော်လေးအဆင်ပြေတယ်အိမ်ဝင်အားပိုကောင်းတယ်ပေါ်တူဂီအသင်းကိုတော့နိုင်လာတယ်နောက်ဆုံးပွဲမှာတော့ Norway အသင်းကိုရှုံးလာတယ်တိုက်စစ်အရန်ကောင်းတဲ့အသင်းနေနဲ့တွေ့ရင်တော့ဂိုးပြန်ပေးရတတ်တယ်ဒါပေမဲ့ တိုက်စစ်လည်းမကောင်းခံစက်အပြူပြီးဆော့တဲ့အသင်းတွေနဲ့တွေ့ရင်တော့ Slovenia ပဲရလက်ကောင်းဖို့များပါတယ်နော်။အော်ကြိုက်တာကြိုက်တာကတော့ကျွန်တော်ဒီဘက်လေးတော့ Vinia အိမ်ဝင်း Vinia နော် Slovenia 18 Divergence နဲ့တော့အရှုံးရှိမယ်မထင်ပါဘူး။အဲ့တော့ Vinia ကြိုက်ပါတယ်။ Okay ။ကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ပွဲအကုန်လုံးလည်းပြောပြီးပါပြီနော်။အဲဘယ်ပွဲလေးများပြောပြရအောင်လဲဗျာနော်။ ဂျော်ဂျီယာကြိုက်တယ်တဲ့ပြင်သစ်ကတဲ့မြင်းကောင်းခွာလေဟုတ်တယ် brother ကြီးပြင်ပြင်သစ်အဲ့ဒါကြောင့်ကျွန်တော်မယွေးတာမကြိုက်ဘူးဗျနေမယ်ဆိုရင်တော့တလုံးတည်နေပဲနေသင့်ပါတယ်နော်ခရိုအေးရှားကလည်းလက်ရှိအနေထားအရကောင်းတယ်ဆိုပေမဲ့ဂျေးကတော့တလုံး90ရှုံးအရဒမ်ဘလီအဲဒီနေ့ရုံးတော့ရုံးလာနိုင်တယ်ဗျာဒီလားပြင်သစ်ကိုလေဒါပေမဲ့မကြိုက်ဘူးဗျအဲ380ဘောင်းဖြစ်တာရောမိုဒရစ်ဦးဆောင်လာတဲ့ခရိုအေးရှားဖြစ်နေတာကြောင့်လေကျွန်တော်ခရိုအေးရှားကိုတော့ဒီဒီဒီပွဲမှာနည်းနည်းလေးလန့်နေဗျာနော်မကြိုက်ဘူးဗျအရင်ကြီး ကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီနေ့ပေါ်တူဂီဂျေးမအောင်နိုင်မှာဟုတ်တယ်ဘရဒါကြီးပေါ်တူဂီလည်းမအောင်နိုင်ဘူးထင်တယ်ပေါ့နိုင်အောင်ပါလေ နှလုံးပြတ်ဖို့နည်းနည်းလေးခဲရင်မယ်ထင်တယ်ဗျသိလားကြိုက်တာတော့ကျွန်တော်ဒိမ့်မှတ်ပဲကြိုက်တာเนาะပထမကြောင်မှလည်းကျွန်တော်ဒိမ့်မှတ်ပဲပေးခဲ့တာပါဒါပေမဲ့အခုဟိုအဝေးကွင်းဆိုတော့ပေါ်တူဂီရော်နယ်ဒိုဘာညာဆူဆူရာဘာညာဟိုဖြစ်ရင်တော့ပြန်ခန်းပိုက်ရင်တော့ခန်းပိုက်နိုင်မှာပေါ့လေဒါပေမဲ့နည်းနည်းလေးဟို risk များတဲ့အတွက်ကျွန်တော်အပွဲလေးရှောင်လိုက်ရခြင်းဖြစ်ပါတယ်เนาะโอเคကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ live လေးတော့ဒီမှာပဲရနာပြစီ brother တွေเนาะကျွန်တော်ဒါနောက်တစ်ပတ်မှမှဒါတကယ်ပွဲတွေပြန်လာတော့မှာဖြစ်တဲ့အတွက်ဒီဂျာယာကတော့ဒါအပျော်ပဲ brother တို့ဆော့တာပါเนาะအဲ့တော့အရန်ကြီးလဲမဆွဲကြပါနဲ့โอเคအဲ့တော့ဒါဒီနေ့ဒါကြည့်ရှုပဲ brother တွေ share ပဲ brother တွေ comment မေးပါတာဒီတော်ချင်းနေတာကျေးဇူးများကြီးတင်ပါတယ်ဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ good luck ပါဗျာ